ဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်တို့ဒီဂျီအဲ sorry SAT ပေါ့နော် SAT part 2လေးကျွန်တော်တို့အဲ sorry battery ပေါ့နော် number 3လေးပေါ့နော်ဆက်သွားကြတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့နည်းနည်းလေးကြည့်ကြည့်ကြတာပေါ့နော်ဟုတ်ကဲ့သွားပြီလားโอเคအဲ့တော့အမှန်တကယ် part 2မှာတည်းကကျွန်တော်ဒီကျောင်းနေပေါ့နော် chapter 1က exercise ကိုပြီးအောင်တော့ကမှာကိုကျွန်တော်နည်းနည်းအပြင်းထူသွားတယ်ပေါ့နော်ကျွန်တော်ငါ့ဘုပ္ပေကျန်တာမတည်တိမထားမိလာဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဟုတ်ပြီ chapter 1နဲ့ဟာဒီကျွန်တော်အရင်ဆုံးဆုံးသတ်လိုက်မယ်နော် နံပါတ်7ဒေါ်လာလေးပဲ ATM လို့ကျင်တယ် ATM လို့ကျင်တယ်ဆိုရင်ဒီဘက်ချမ်းမှာရှိကြက X power A ဖြစ်တာဖြစ်တဲ့ကြောင့်ဒီဘက်ချမ်းကိုလည်းကျွန်တော်တို့ X power တစ်ခုတည်းဖြစ်အောင်ပြင်မယ်နော်ဒါဆိုအရင်ဆုံးကျွန်တော် square root တစ်ခုကိုအရင်ပြုတ်မယ်နော်အရင်ပြုတ်တော့ဘာဖြစ်သွားမလဲဆိုတော့ X square root of X the whole power ဘယ်လောက်တော့1 over 2 square root တစ်ခုဒီ power 1 over 2နဲ့တူတယ်နော်ဒီ square root ဒီဘက်က X power A ပေါ့နော်အဲ့တော့ဒီဘက်ကဟာဘယ်ကျွန်တော်ဆက်ပြီးသွားမယ် X power A ပဲဒီတိုင်းဆက်သွားမယ်ဒီဘက်ကအကောင်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီအထက်ကအကောင်ကိုပြင်မယ် h နဲ့ဒီကောင်ဒီ h power 1 over 2နဲ့ပေါ့နော် ဒါဆို1 over 2အဲ့တော့ဒီထဲမှာထပ်ပြင်းမယ်မယ်ဆိုရင်ဒါဒီ1နဲ့အခြေတူကိန်းတွေမျှောက်ရင်ပါဝါချင်းပေါက်မယ်1နဲ့1 over 2ပေါက်နေဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲ3 over 2ပေါ့နော်ဟုတ်ပြီဒီဘက်ကတော့ဒီတိုင်းပဲထားလိုက်အောင်မယ်ထပ်ပြင်းပြင်းမယ်ဆိုရင်ဒါဒီပါဝါပါဝါပါဝါတင်ရင်ပါဝါချင်းချင်းမျှောက်မယ်နော်မျှောက်တာဖြစ်တဲ့တကြောင်ဒါ3 over 4ပေါ့နော်ဒါ8 power a ပေါ့ဒါဆိုကျွန်တော်တို့အဖြစ်ဒီအခြေဟိုဘက်ဒီဘက်အခြေနှစ်ခုတူသွားတယ်ဖြစ်တဲ့အတွက်ကြောင့် power နှစ်ခုလည်းတူပြီနော်ဒါကြောင့်မို့ကျွန်တော်တို့အဖြစ်ဒီ3 over 4ပေါ့နံပါတ်ဘယ်လောက်ရမလဲနံပါတ် C ပေါ့နော် โอเคเนาะ1เนี่ย1 over 2ปองเนาะ3 over 2 3 over 2 1 over 2ဆိုတော့3 over 4เนาะโอเคနံပါတ် B ရပါတယ်เนาะ7နဲ့7နဲ့ကကြတော့ဒါကိုရှင်းခိုင်းတာအိတ်တံဘို့ကိုရှာခိုင်းတာဒေါ်လေးလေးပဲကျွန်တော်အိတ်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်နှစ်ဖက်သလုံးကိုနှစ်ထပ် တင်ချလိုက်မယ် square root ပျောက်သွားအောင်လို့ဒါဆိုအရှိရကောင်က4 multiply 8 plus 2ဒီဘက်က3 multiply sorry 3 3 4 3 multiply 2ပေါ့နော်ဒါဆိုရင်8 2 equal to 9 18 18ကို4နဲ့စား ဒါဆက်ချက်ကိုလင်းနေစားတော့နှစ်နဲ့လီလီ2 6 9 over 2ဒါတမနဲ့ပြမယ်ဆိုတော့ကျွန်တော်ဒီကောင်ဒီ4.5အဲ့တော့ a 2 4.5ဆိုတော့8တမ်းမို့လို့ကျန်နေဆိုရင်4.5တဲ့နေနှစ်ကိုနှုတ်တော့2.5ပေါ့နော်။ Okay ရမယ်လို့မျောလင်းပါတယ်နော်။နောက်တစ်ခုသွားမယ်။နောက်တစ်ခုကကြာတော့နံပါတ်73ပါနော်။ဟုတ်ပြီဒီမှာဒီတိုင်းပဲ8တမ်းမို့ sorry ပါတမ်းမို့လို့ကျန်တော့ စီတံဖို့လိုချင်တာအဲ့ဒါဒီဘက်ချမ်းမှာ h power ရှိတာဖြစ်တဲ့ကြောင့်ဒီဘက်ချမ်းကိုလည်းကျွန်တော် h power တစ်ခုတည်းပြအောင်ပြင်မယ်အခြေတူကိန်းနေမြောက်ရင်မလုပ်လို့ရတော့ power ချင်းပေါင်းလို့ရတယ်နော် okay ဒါဆိုရင်အခြေတူသွားရင် power တူသွားပြီအဲ့ power ပေါ်မှာကျွန်တော် c ကိုပုံထုတ်လိုက်မယ်နော် c တူတာဆိုတော့ဒါဆိုရင်ကျွန်တော်ဒီမှာ a plus b တံဖို့ကလည်းပြီးပြီသားဒါဆိုရင် a plus b နေမှာ5ထည့်လိုက်ရင် c တံဖို့ဒီ96 30ဆိုတော့6ပေါ့နော် okay ရမယ်လို့ပြောနေပါတယ်နော်နောက်နံပါတ်7 နံပါတ်14က NQ equal to 8တဲ့ Amber 4ပေးထားတယ်။အိတ်တန်ဘုတ်ကိုလိုချင်တယ်။အဲ့တော့ကျွန်တော်တို့က NQ တိတာဖြစ်တဲ့တကြောင်ကျွန်တော်ဘာလို့မြင်ရမလဲဆိုတော့ဒီ Amber 4ကိုကျွန်တော်ဘလို့ပြင်လိုက်မလဲဆိုတော့ NQ နဲ့ N နဲ့မျှတော့လို့ပြင်လိုက်မယ်နော်။ဒါဆိုရင် NQ နေရာမှာကျွန်တော်ဘာထည့်လို့ရတော့ H ထည့်လို့ရတယ်နော်။ဒါဆိုကျွန်တော်ဒီ H နဲ့ A နဲ့ကြည့်ရဲဆိုတော့ထို့ကြောင့် N တန်ဖို့ကဘယ်လောက်တော့20ပေါ့။ ဒါပေမဲ့ तू က n လိုချင်တာမဟုတ်ပါလို့ကျွန်တော်တော့ h tan ဘိုကိုလိုချင်တာဆိုတော့ကျွန်တော်ဒီမှာအစားအသွက်မလို့ဒီနေရာမှာအစားအသွက်လိုက်မယ်နော်အဲဆို n နေရာမှာကျွန်တော်23တက်ပေါ့နော်ဒါဆို8တက်ဖို့ရမယ်ပေါ့အဲ့တော့23တက်ဒီ23တက်က8 3ည3လုံးဆိုတော့3ည3လုံးထဲပေါ့နော်33က3တက်ဆိုတော့3ည3လုံးထဲတော့800ပဲနော်8000ပေါ့နော်โอเคရမယ်လို့မျှော်လင့်ပါတယ်နော်โอเคနောက်တစ်ခုကကျတော့နံပါတ်15 နံပါတ်5ဒါလေးကမြင်တဲ့အရာပြီသူလိုချင်တာဒီနှစ်ခုပေးထားတယ် HY တန်ဖိုးကိုလိုချင်တယ်ဒါဆိုကျွန်တော်တို့ HY ကိုရဖို့ရန်အတွက်ဆိုရင်ထားပါတော့ဒါ equation 1ဒါ equation 2ဟုတ်လားကျွန်တော် equation 1ကို equation 2နဲ့စာလိုက်ရတယ်เนาะအဲ့တော့ equation 1ဒီ8 power 8 y power 7နော်အဲ့ဒါကို equation 2ဖြစ်တဲ့8/7 y/6 နဲ့စားလိုက်မယ်။ဘယ်ဘက်ချမ်းနှစ်ခုစားရဲဆိုရင်ညဘက်ချမ်းနှစ်ခုလည်းစားမယ်။3 3 3 3နဲ့စားပါတော့။ဒါဆိုရင်ကျွန်တော်ဒီဒီနှစ်ခုက8/7တက်ချက်မယ်။ဒီနှစ်ခုက1/7တက်ချက်မယ်။ဒါဆိုကျွန်တော်လိုချင်တဲ့ hy တန်ဖိုးရပြီပေါ့။ နော်111ပေါ့နော်အဲ့တော့ SCD မှာတော့ကျွန်တော်တို့ကအဲ့လိုမျိုးတွေပေါ့နည်းနည်းလေးပါတော့ဖြတ်ထိုးညံလေးသုံးတက်ကြမယ်ပေါ့နော်တကွက်ကြော်မြင်ရမယ်ပေါ့နော်ဒါတို့တော့တစ်ချက်တစ်ချက်သတိထားပြီးပါနော်โอเคနောက်တစ်ခုကျတော့ကျွန်တော်တို့ဟောပြီးတာ chapter 2 chapter 2က percentage မှာကျွန်တော်ရိုး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 လိုတဲ့ကူကူဟာလာပြောတဲ့ဟာတွေကိုကျွန်တော်ပြန်မှတ်လို့ပြတော့ဘူးအကြီးဒီမှာပြန်နှွှေးကြပေါ့နော်မရတဲ့ကလေးတွေကတော့အဲ့တော့ဒီပထမပိုင်းကတော့အရန်လွယ်တယ်ဒါကျွန်တော်ဂျီဒီဟာကိုပဲအခြေခံသားမယ်ဒါပေမဲ့တော့နည်းနည်းလေးတော့တစ်ဆင့်မြင့်သွားတာပေါ့နော်အဲ့တော့ဒီမှာဆိုပြောထားတာက example 1ဆိုပါပြောထားလဲဆိုတော့ Jeff Koch ကဟာလား ပထမမေကွန်းရဲ့ပထမမေကွန်းအခု30ရှိတယ်အဲ့ဒီအခု30မှာ50ရာခိုင်နှုန်းကိုမှန်တယ်ဒုတိယမေကွန်းကမေကွန်းအခု90ရှိတယ်အဲ့50မှာ60ရာခိုင်နှုန်းကိုမှန်တယ်ဒါဆိုရင်သူကမေကွန်းအကုန်လုံးပေါင်းပြီးတော့ဘယ်လောက်မှန်တယ်လို့မေးလာဒါဆိုကျွန်တော်တို့ဒီပထမမှန်တဲ့အရေးအတွက်ကိုကျွန်တော်တို့တွက်မယ်အဲ့တော့ပထမမေကွန်း30ရဲ့50ရာခိုင်နှုန်းကိုတွက်မယ်ဆိုရင်50ရာခိုင်နှုန်းနဲ့30နဲ့မြောက်တယ်အဲ့တော့50ရာခိုင်နှုန်းတသမပြောင်းချင်တယ်ဆိုရင်100နဲ့စားတော့90ဆိုတော့1 over 2ပေါ့နော်ပါစန့်နဲ့ကိုပြောင်းချင်100နဲ့စားတယ်နော်ပါစန့်နဲ့ပြောင်းချင်100နဲ့စားတော့ 1/2ရာဒါဒါဆိုရင်ဆရာတို့ဒီဒါကိုမြှောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်ရအောင်လဲ55ရမယ်ပေါ့ဒီတိုင်းပဲ60ရာခိုင်နှုန်း offer ကိုရှာမယ်တော့မေဘုံအခု50အဲ့တော့အခု50ရဲ့60ရာခိုင်နှုန်းဆိုတော့60ရာခိုင်နှုန်းနဲ့50နဲ့မြှောက်တယ်60ရာခိုင်နှုန်းကိုတတ်သမပြောင်းလဲဆိုရင်60ရာခိုင်နှုန်းကိုဒီဘက်နဲ့စား100ရာခိုင်နှုန်းနဲ့စားဒါဆိုကျွန်တော်ဘယ်လောက်ရအောင်လဲ9 over ထန်နေရမယ်အဲ့တော့အဲ့ nano over တောင်းကိုကျွန်တော်ဗာနဲ့မြှောက်50နဲ့မြှောက်တဲ့အချိန်မှာဘယ်လောက်ရအောင်လဲ50နဲ့ငါပေါ့ဒါဆိုရင်ကျွန်တော်တို့မေဘုံစုစုပေါင်းမှန်တာဘယ်လောက်တော့စုစုပေါင်းမှန်တာဒီ55နဲ့55ပေါင်းရင်60 အဲ့တော့မေကွန်စုစုမှန်တာက60စုစုပေါင်းမေကွန်ရှိတာက30ရဲ့ဘယ်လောက်ရဲ့တော့90ရဲ့ဆိုတော့80အဲ့တော့စုစုပေါင်းမေကွန်အခု80မှာသူမှန်တာကဘယ်လောက်မှန်တော့60မှန်တယ်အဲ့တော့မေးတာကအဲ့ဒီမှန်တာရဲ့ဘာလို့ကျတာ percentage ကိုလိုချင်တာ percentage ကိုလိုချင်ရင်ကျွန်တော်ပြောပြသားလိုချင်တာကိုဒီစုစုပေါင်းနဲ့စား100နဲ့မြောက်အဲ့တော့မှန်တာက60အဲ့တော့လိုချင်တဲ့60ကိုဒီစုစုပေါင်းမှာနဲ့စား80နဲ့စား100နဲ့မြောက်လိုက်တဲ့အခါမှာကျွန်တော်တို့ percentage ဒီဘယ်လောက်ရမှာလဲ85ရာခိုင်နှုန်းရမယ်ဒါပါမှကတ်ခဲ့ရမှာမဟုတ်ဘူးနော် နံပါတ်1နံပါတ်1မှာလည်းဒီတိုင်းပါပဲဟာလား record အဲဘာတော့ဒီကတော့ဘာတော့အဲဘာတော့ဒီကားတွေပေါ့နော်စီကံချိုးပေါက်တဲ့အချိန်ကြီးအတွက်ကိုပေးထားတယ်ပေါ့နော်အဲ့တော့ truck car address ဆိုရင်ဟလာ speeding ဖြစ်တာက68 stop sign မှာရတာက30မှရတာက39 parking မှာဟလာချိုးပေါက်တာကဆက်ခွန်ပေါ့နော်စုစုပေါင်း124ကားအတွက်လည်းတန်ဖိုးတွေပေးထားတယ်စုစုပေါင်း160အဲ့ဒါကိုမှဟလာ speeding စုစုပေါင်းပေးထားတယ် stop sign စုစုပေါင်းပေးထားတယ် parking စုစုပေါင်းလည်းပေးထားတယ်နောက်ပါတော့စုစုပေါင်းဒါကကြတော့အချိန်ဒီ all all violation တိုက်ပေါ့နော်ဟလာ violation တွေအကုန်လုံးစီကံချိုးပေါက်တဲ့ကားတွေရော truck ကားတွေရောရဲ့ဟလာအကုန်လုံးနော်ဒီစီကံချိုးပေါက်တဲ့အကုန်လုံးအချိန်ကြီးအတွက်အကုန်လုံးစုစုပေါင်းဒီဘလောက်တော့284ဘာဖြစ်လို့လဲဆိုတော့ truck ကားရဲ့စုစုပေါင်းက184ကားစုစုပေါင်းက160အဲ့တော့အကုန်လုံးပေါင်းရင်ဒါ over over ဘလောက်တော့284ဒါကိုသိထားမယ်တန်ဖို့အဲ့လိုဖတ်တတ်ကြမယ်နော်ဇာတ်ကိုပေါ့တော့ okay အဲ့လိုဖတ်တတ်တဲ့ဆိုရင်ဘာလိုကျန်တာလဲဆိုတော့သူကလိုကျန်တာဒီဘာလိုကျန်တာတော့ truck ကားရဲ့ဘာလိုကျန်တာတော့ parking violation ဖြစ်တဲ့ ဟာလား parking violation ဖြစ်တဲ့ဘာလို့ကျင်တာတော့ percentage ကိုလိုချင်တာဟုတ်လား which of the following is closer to the percentage of recorded parking violation that were committed by the truck အဲ့တော့ဘာလို့ကျင်တာတော့ parking violation ဖြစ်တဲ့ trucker ရဲ့ဘာလို့ကျင်တာတော့အ trucker ရဲ့ percentage နော်အဲ့ဒါကဘာတော့ recorded ဘာလို့ recorded parking violation ဆိုတော့ violation တစ်ခုပဲကြည့်မယ်နော်အဲ့တော့ parking အတွက်ပဲကြည့်မယ်အဲ့တော့ parking အတွက်ကဘယ်လောက်တော့ parking အတွက် trucker ကဘယ်လောက်တော့စက်ခွန်စုစုပေါင်းကဘယ်လောက်တော့53 ဒါဆိုကျွန်တော်တို့ဘာလို့ဒီမှာနေစားမလို့စက်ခွန်ဝတီ43နဲ့စားရတဲ့အဖြစ်ကိုတရားနဲ့မြောက်ရင်ကျွန်တော်တို့အနည်းဆက်ဆုံး39.5ဆိုတော့ကျွန်တော်ဘယ်လောက်ယူမလို့40ရာခိုင်နှုန်းယူလို့ရတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့သူကပါတော့ကျွန်တော်တို့ percent of record recorded parking violation that were committed by the truck trucker တဲ့တော့လိုချင်တာဆိုတော့အဲ့တော့ကျွန်တော်တို့ဘာလို့အကြည့်ရော parking စုစုပေါင်းမှာကြည့်ပြရမယ်နော်အဲ့တော့ parking စုစုပေါင်းက trucker ဟောကား address က43အဲ့မှာ trucker ကစက်ခွန်ဆိုတော့စက်ခွန်ဒီ43နဲ့စာတရားနဲ့မျှောင်ရင်ရတယ်ပေါ့ နော်နောက်နံပါတ်2ခါကြာတော့ဘာလို့ကျန်တာလဲဆိုတော့ဟာလာ total violation 2000ရှိတယ်ဆိုရင် which of the following bus estimate number for the speeding violation for the car ဘောနော် car အတွက်ဘာလို့ကျန်တာတော့ speeding violation ဘယ်လောက်လဲလို့ပြောတာဒါဆိုကျွန်တော်စောစောချက်က total violation နဲ့ car ရဲ့ speeding violation နဲ့စောစောချက်ကိုသုံးရမယ်အဲ့တော့ဒီမှာပြထားတာက total violation ဘယ်လောက်မှာတော့284မှာဆိုရင် car အတွက်က car ရဲ့ speeding ကဘယ်လောက်တော့ car ရဲ့ speeding က83 ဟုတ်တယ်နော်ကားရဲ့ speeding က83အခုတို့လိုချင်တာစုစုပေါင်း2000ပါဆိုရင်ဘလောက်လဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအိတ်တံပိုးလိုချင်တယ်ဆိုရင်2000နဲ့ဟုတ်လား sorry 2000နဲ့83နဲ့မြောက်ရတဲ့အပြည့်ကို284နဲ့စာဒါဆိုရင်အနီးစားဆုံး984.5ဆိုတော့985ကိုယူလို့ရပါတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကတော့အခြေခံလေးတွေဆိုတော့ကျွန်တော်တို့ကစာဖတ်တတ်တာနဲ့ရတယ်နော်တိတ်ခတ်ခတ်ခဲ့မဟုတ်ပါဆိုင်အကြောင်းနားလည်တာနဲ့ရတယ်ဒါဆိုဒါကတော့ကျွန်တော်အသေးစိတ်မရှင်းပြတော့ဘူးနော် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီကောင်ဒါလည်းကျွန်တော်တို့ GDP မှာတင်ခဲ့ပြီးသား percent increase percent decrease တဲ့ပုံစံပဲပထမပထမဟုတ်လားပထမဆုံးဘယ်လောက်တော့20%ခန့်လုံးတိုးတယ် နောက်တစ်ခါ20ရာခိုင်40ရာခိုင်တော့ယော့တယ်နောက်ဆုံးတစ်ခေါက်က20ရာခိုင်တော့တိုးတယ်အဲ့တော့တိုးတယ်ယော့တယ်တိုးတယ်ပေါ့နော်အဲ့လိုသွားတယ်အဲ့ဒါဆိုကျွန်တော်တို့က3ခုလုံးပေါင်းထွက်တို့လို့မရဘူးတဆင်ညွတ်ကြရတယ်ပေါ့နော်ဂျီဒီမှာဆိုရင်တော့အဲ့တော့ဂျီဒီမှာတဆင်ညွတ်မယ်ဆိုကျွန်တော်ဘယ်လိုထွက်တော့မှာပြီးမှကျွန်တော်အလွယ်နည်းပြပြမယ်နော်တဆင်ညွတ်တတ်မယ်ဆိုရင်တော့ကျွန်တော်ဘယ်လိုထွက်ကတော့ original ဈေးနှုန်းကိုကျွန်တော်တို့မသိဘူးမသိခင်ထားပါတော့ဒီမှာဆိုပြီးသွားပြီးထားတယ်ပေါ့နော်ခဲထားပါတော့ကျွန်တော် original မသိခင်ကိုကျွန်တော်ပြီးထားတယ်ဆိုပါဆိုအဲ့တော့ကျွန်တော်ကတဆင်ညွတ်တတ်မယ်ဆိုရင်ကျွန်တော်ဂျီဒီမှာတော့တဆင်ညွတ်ပြပါတယ်ဆိုဘယ်လိုပြပြမလို့ဥမာ initial ရှိမယ် final ရှိတယ်ဆိုပါဆိုကျွန်တော်ကျွန်တော်ယူဆတာပြောတာနော်ကလေးတို့ကျွန်တော်တဆင်ညွတ်တင်တော့ပြောတာ ဟုတ်ပြီတချင်ချင်းတင်ကျွန်တော်ဒီနေ့တင်တယ်ပေါ့နော် initial နဲ့ final နဲ့ခွဲလိုက်တယ်ပေါ့ဟုတ်ပြီ initial ကိုကျွန်တော်တို့မသိဘူးမသိရင်ကျွန်တော်တခုထားတယ်ပြီးထားတယ်ဆိုပါစို့အခုပထမအဆင့်အနေနဲ့က20ရာခိုင်နှုန်းတိုးသွားတာ ဒါဆိုကျွန်တော်ဘလို့ရေးမလဲဆိုရင်ကျွန်တော်ကသိထားမှာဒီက initial တို့မြည်ဒီမှာဘယ်တော့ဖြစ်ဖြစ်တရားရခိုင်နှုန်းဒါဆိုရင် initial မှာတရားရခိုင်နှုန်း20တိုးရတယ်ဆိုဘာဖြစ်သွားမလဲ120ရခိုင်နှုန်းအဲ120ရခိုင်နှုန်းရဲ့ final zin တို့ဘယ်လောက်လဲကျွန်တော်တတ်မယ်ပေါ့ဒါဆိုကျွန်တော်တို့အချိုးချလိုက်ရပြီ p မှာတရားရခိုင်နှုန်းအဲ့တော့120ရခိုင်နှုန်းမှာဘလောက်လဲပေါ့ဒါဆိုကျွန်တော် export လုပ်ခြင်းလဲဆိုရင်120နဲ့ p နဲ့မြောက်ရခိုင်နှုန်းရခိုင်နှုန်းချိန်သွားမယ်နော်ရတဲ့ဖြေကို100နဲ့စားဒါဆိုကျွန်တော်ဘလောက်ရမလဲ1.2ပေါ့နော်အဲ့တော့ဒီနေ့ရောက်ပြောမယ်ဆိုရင်1.2နဲ့ p နဲ့မြောက်တာပေါ့ โอเคခဏထားလိုက်မယ်เนาะဒါ final စင်းတော့ပြီးနောက်တစ်ခါဒီတိုင်းပဲနောက်တစ်ခါမှာလည်းကျွန်တော်ဒုတိယအဆုတစ်ခုအတွက်လည်း initial နဲ့ final ပြန်တွေ့မယ် ဒီတစ်ခါဆိုလဲအင်ဒီရှယ်ကဘန်အောင်တော့မလို့ပထမဖြစ်စဉ်ပြီးရဲ့နောက်ဆုံးတန်ဖိုးတော့ပါနော်ပထမဖြစ်စဉ်ပြီးမှဒုတိယဖြစ်စဉ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်ပထမဖြစ်စဉ်ရဲ့နောက်ဆုံးရခဲ့တာဒီ 1.2p ဒါဆိုအင်ဒီရှယ်မှာကျွန်တော်ပါထားပါတော့ 1.2p ကိုထားမယ် final ကိုကျွန်တော်မှတည်ယူထွက်ချင်တယ်ဘယ်တော့ဖြစ်ဖြစ်အင်ဒီရှယ်ဒီဘယ်လောက်ရခိုင်တော့တရာရခိုင်တော့အဲ့တော့ final ကအခုကျွန်တော်40ရခိုင်တော့ကျော့သွားတာဆိုတော့ဘယ်လောက်ကြရမလို့60ရခိုင်တော့ကြရမယ်အဲ့ဒီ60ရခိုင်တော့ဘယ်လောက်လဲဆိုပြီးကျွန်တော်မသိသေးရမယ်ဒါဆိုရင်ကျွန်တော်ဘာလုပ်မလို့ 1.2p မှာဘယ်လောက်ရခိုင်တော့တရာရခိုင်တော့အခုလိုချင်တာက60ရခိုင်လုံးမှာဘယ်လောက်လဲဆိုတာကိုလိုချင်တာဒါဆိုကျွန်တော် င်းကိုလိုချင်တယ်ဆိုရင် 1.2p နဲ့ဗာနဲ့မြောက်60နဲ့မြောက်ရတဲ့အဖြေကို100နဲ့စားဒါဆိုရင်ကျွန်တော်အဖြေဒီတနည်းအဖြေပြောမယ်ဆိုရင် 1.2p နဲ့ဗာနဲ့မြောက်တာတော့0.6နဲ့မြောက်တာပေါ့ဒါဒုတိယအဆင့်ပြီးသွားပြီဒုတိယဆေးရဲ့ file နဲ့ပြီးသွားပြီဒါဆိုတတိယအဆင့်ကိုလိုချင်တယ်ဘာလို့မလုပ်တော့နောက်တစ်ခါပါထားမလို့ initial file နဲ့ final ထားမယ်တတိယအဆင့်ရဲ့ initial စီဒုတိယအဆင့်ရဲ့ file နဲ့ဒါကြောင့်ဒုတိယအဆင့်ရဲ့ file တန်ဖို့ကျွန်တော်ဒီတန်းချရချမှတ်မြောက်တော့နော်ဒီတန်းချရထားလိုက် 1.2p ရဲ့ဘာရဲ့မြောက်တာတော့0.6စီမြောက်တာအဲ့ဒါက တတရအစင်ရဲ့အင်ဒီရှယ် final zero final zero ကျွန်တော်မသိဘူးမသိခင်ထားမယ်ကျွန်တော်ပြောပြသားဘယ်တော့ဖြစ်ဖြစ်အင်ဒီရှယ်ဒီဘယ်လောက်ရခိုင်နော်တရရခိုင်နော် final ဒီ ဘယ်လောက်တိုးသွားတာတော့ဒီမှာဆိုရင်25တိုးသွားတယ်ပြောတော့တရာကို25တိုးရင်125ဒါဆိုကျွန်တော်တို့မှာဆိုရင်1.2 p အမြောက်ဟလား0.6မှာဘယ်လောက်ရခိုင်နှုန်းတရာရခိုင်နှုန်းเนาะဟုတ်လားအခုပါတော့ဇက်မှာဘယ်လောက်ရခိုင်နှုန်း125ရခိုင်နှုန်းဒါဆိုဇက်တန်ဖိုးဘယ်လောက်တုံးဇက်တန်ဖိုးကိုလိုချင်တယ်ဆိုရင်ကျွန်တော်မလုပ်မလို့1.2 p ရဲ့0.6ပဲမြောက်အဲ့ဒါကို125နဲ့ထပ်မြောက်ရတဲ့အဖြေကို100နဲ့စားဒါဆိုရင်ကျွန်တော်ဒီ1.2 p အမြောက်0.6အမြောက် ဘယ်လောက်ရမလို့1.25ပေါ့ဒါဆိုဒီကနေ့အားလုံးမြောက်လိုက်ရင်ကျွန်တော်ဘယ်လောက်ရမလို့0.9ပေါ့နော်0.9ဖြီးပေါ့ ဟုတ်ပြီဒါကကျွန်တော်တစ်စင်းချင်းတက်သွားတာရမ်းကြတယ်အဲဆိုရင် SSD မှာကျွန်တော်ကျွန်တော်ကလည်းနည်းနည်းဖြတ်ထိုးညံသုံးပြီးမြန်မြန်ဆန်ဆန်တွက်ချင်လို့ဆိုလို့တွက်မှာတော့အဲ့တော့လွယ်လွယ်လေးပဲကျွန်တော်တို့က initial ကိုတက်ရရခံလို့ယူစားပါဗောတက်ရရခံတော့အဲဆိုရင်ကျွန်တော်တို့သိထားမှဒီကဟလာစုစုပေါင်းမူလရှိတာက P ဗောနော်စသချင်းရှိတာက P အဲ့ဒါကပထမအဆင့်20ရာခိုင်နှုန်းတိုးရဆိုရင်ကျွန်တော်တို့သိရမှာတက်ရကို20တိုးရင်120ရာခိုင်နှုန်းအဲ120ရာရာခိုင်နှုန်းကိုဒသမပြောင်းချင်တယ်ဆိုရင်100နဲ့စားမယ်120ကို100နဲ့စားရင်1.2ဒါကြောင့်မလို့ဘာလဲမြောက်1.2နဲ့မြောက် 100ရာ200ရာလုံးတိုးရဆိုရင်ပေါ့နောက်60 40ရာခန့်လုံးရော့တယ်ဆိုတော့ဘယ်လောက်ကျပါတော့60ရာခန့်လုံးကျပါအဲ့တော့60ရာခန့်ကျပါဖြစ်တော့ကျ60ရာခန့်လုံးကိုဓာတ်သမပြောင်းရင်0.6ဒါကြောင့်မို့0.6နဲ့မြောက်နောက်တစ်ခါ25ရာခန့်လုံးထပ်တိုးရဆိုတော့ဆိုတော့ပြောတယ်100ရာကို25တိုးရင်125ဒါကြောင့်မို့လို့ဘာနဲ့မြောက်1.25နဲ့မြောက်အဲ့လိုမြောက်သွားလို့ရတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ final zone ကိုကျူပြီးတော့လို့ရတယ်ပေါ့မသိရင်တော့ဒီလို30ကြီးပေါ့နော်တကူချင်းချတွက်နေရမှာပေါ့ အဲ့တော့နော်အဲ့တော့ဖြတ်ထုတ်ညာတုံးနေတယ်ဆိုရင်အဲ့လိုတုံးလို့ရပါတယ်ပေါ့နော်ဟုတ်ပြီဒါတော့ကျွန်တော်အသေးသေးမပြောတော့ဘူးနော်ဟို percentage ကလေးကိုနည်းနည်းကြောင်းညင်းနေရှိကြမယ်လို့ကျွန်တော်မျှော်နေတယ်နော် Okay အဲ့တော့မကြောင်းညင်းဘူးဆိုရင်တော့အကြီးကြီးက percentage အခန်းကိုပြန်တွက်ကြပါပေါ့နော် Okay နောက်တစ်ခုကျွန်တော်သွားပါမယ်နော်နောက်တစ်ခုကကြာတော့ဟုတ်ပြီဒီအပိုင်းကတော့ကလေးတွေမသိသေးဘူးပေါ့နော်ကြီးကြီးသမားတွေတော့မသိသေးဘူးပေါ့နော်အဲ့တော့ဒီအပိုင်းကကြာတော့ကျွန်တော်ပြောလဲဆိုတော့ compound interest ပုံစံပါ ဲ့တော့ compound interest ဆိုတာဘာလဲကြီးဒီမှာကျွန်တော်တို့သင်ခဲ့တဲ့ formula တစ်ခုရှိတယ်เนาะ i equal to prd ဆိုပြီးတော့ကြီးဒီကလေးတွေသိကြလိမ့်မယ်เนาะအဲ့တော့အဲ့ဒီမှာတွက်ခဲ့တဲ့ i equal to prd ဆိုတာ i ဆိုတာအတို p ဆိုတာကအရင် r ဆိုတာကအတိုးနှုန်း t ဆိုတာကကြာချိန်ပေါ့အဲ့ဒီမှာတွက်ခဲ့တဲ့ i equal to prd ကကျွန်တော်တို့ဘာလဲဆိုတော့အဲ့ဒါဒီ simple interest ပါအခုတက်မှာကဘာတော့ compound interest ပါမတူပါဘူးအဲ့တော့ simple interest နဲ့ compound interest ဘာကွာလဲလို့ဆရာကမေးတယ်ဆိုရင် ဆရာနည်းနည်းလေးဥပမာတစ်ခုပြပြမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ simple interest ဆိုဒီမှာဥပမာတစ်ခုပြောမယ်ကျွန်တော်ဆိုပါဆိုကျွန်တော်ကကျွန်တော်တန်ငွေချင်းတယောက်ရှိတယ်ကျွန်တော်ပတ်စံတသိန်းချီရဆိုပါဆိုပတ်စံတသိန်းချီတဲ့ခါမှာတန်ငွေချင်းကပြောတယ်အတိုးတစ်ဆယ်ရာခန့်လုံးပေးရမယ်လို့ပြောတယ်ဆိုပါဆိုတတလကိုပဲကျွန်တော်အခြေခံပြောလိုက်မယ်တလကိုပေါ့နော်တစားတစ်နှစ်တစ်နှစ်ကိုပဲအခြေခံပြောလိုက်မယ်တစ်နှစ်ကိုအတိုးတစ်ဆယ်ရာခန့်လုံးပေးရမယ်ဆိုပါဆိုဒါဆိုကျွန်တော်တသိန်းချီတယ်ဆိုရင်တစ်နှစ်ကိုကျွန်တော်တစ်ဆယ်ရာခန့်လုံးဖြတ်တယ်တပေါင်းပေးရမယ်အတိုးကအဲ့ဒါဆိုကျွန်တော်က နှစ်နှစ်သုံးနှစ်လောက်သုံးနှစ်ကြာပြီမှကျွန်တော်ပြန်ဆက်တယ်ဆိုပါစို့မဆက်နိုင်ဘူးဆိုပါစို့သုံးနှစ်ကြာပြီမှကျွန်တော်အတိုးအရင်ပြန်ပွားဝင်မယ်ဆိုပါစို့ဒါဆိုကျွန်တော်အတိုးကိုအရင်တွက်မယ်အတိုးတစ်နှစ်ကိုကျွန်တော်အတိုးတစ်သောင်းပေးရတယ်နှစ်နှစ်ဆိုရင်နှစ်သောင်းသုံးနှစ်ဆိုရင်သုံးသောင်းအဲ့တော့အဲ့ဒီသုံးသောင်းရဲ့မူလချိကြတဲ့တသိန်းရဲ့ပေါင်းပြီးကျွန်တော်တသိန်းသုံးသောင်းပေးလိုက်တယ်သုံးနှစ်ကြာပြီရဲ့နောက်မှာအဲ့ဒါမျိုးဘာလို့ခေါ်တော့ simple interest ရိုးရိုးရှင်းရှင်းလေးပဲတစ်နှစ်တစ်သောင်းပဲပေးအများကြီးပို့ပေးတယ်ဟုတ်ပြီဒါပေမဲ့ compound interest ကကြတော့အဲ့လိုမဟုတ် ဟေးအောင်အဲ့တတောင်းကအဲ့တနေ့ကိုအတူတတောင်းပေးရမယ်နော်ဒါပေမဲ့အဲ့အတူတတောင်းဒီကွန်ပေါင်း interest နဲ့ပေးရမှာနော်လို့ပြောတယ်ဆိုရင်တော့ပြောချင်တဲ့သဘောတရားကကျွန်တော်ဒီဟာလားပတ်စံတသိန်းချီးတယ်အတူကတတောင်းပေးရမယ်တနေ့ကြတဲ့အခါမှာအတူတတောင်းပေးရမယ်အဲ့ဒီတတောင်းကိုကျွန်တော်တနေ့ပြည့်တဲ့အချိန်မှာပေးရင်ပေးလို့ရတယ်တနေ့ပြည့်ရတဲ့အချိန်တော့တတောင်းနောက်တစ်နေ့ပြည့်တဲ့အချိန်မှာကျတော့တောင်းနောက်တစ်နေ့ပြည့်တဲ့အချိန်မှာကျတော့တောင်းအဲ့လိုပေးရင်တော့ကိစ္စမရှိဘူးစစောကပြောနေကျွန်တော်ပြောသလိုသုံးနှစ်သလုံးကျွန်တော်အတိုးလည်းမပေးဘူးအရင်လည်းမပေးဘူးဆိုပါစို့ အဲ့ဒါဆိုရင်၃နှစ်ပြည့်တဲ့အချိန်ရရင်ကျွန်တော်ကတသိန်း၃သောင်းသွားပေးလို့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူကဘလို့တွက်လဲဆိုတော့တနှစ်ပြည့်တဲ့အချိန်မှာကျွန်တော်ကအတူမပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့အတူမပေးနိုင်တဲ့အတူတသောင်းရဲ့မူလအရင်းရပြန်ပေါင်းလိုက်တယ်။ဒါဆိုရင်ဒုတိယနှစ်အတွက်ကျွန်တော်အတူတွက်တဲ့အချိန်မှာကျွန်တော်ကတသိန်းပေါ်အခြေခံပြီးတွက်လို့မရတော့ဘူး။ဒုတိယနှစ်မှာကျွန်တော်အတူအရင်းဒီဘာဖြစ်သွားရောကျွန်တော်ပေးရမယ့်အရင်းဒီသူချိထားတဲ့အရင်ဒီတသိန်းရဲ့ပထမနှစ်ကတသောင်းရဲ့ပေါင်းရင်တော့တသိန်းတသောင်း။ဒါဆိုရင်ကျွန်တော်အဲ့တသိန်းတသိန်းတသောင်းရဲ့ဘာလို့ တဆယ်ရာခိုင်နှုန်းကိုကျွန်တော်ပေးရမှာဒါဆိုရင်တသိန်းသောင်းရဲ့တဆယ်ရာခိုင်နှုန်းဒီတသောင်းတထောင်ဒါဆိုရင်ကျွန်တော်ဒုတိယနှစ်အတွက်အတိုးပေးတဲ့ချိန်မှာကျွန်တော်တသောင်းနဲ့ပေးလို့မရတော့ဘယ်လောက်ပေးရတော့မှာတော့တသိန်းတသောင်းပေးရတော့မှာတော့ဘောလားမသိဘူးနော်တထောင် sorry တသောင်းတထောင်အတိုးရတော့နော်အတိုးတသောင်းတထောင်ပေးရတော့မယ်အတိုးတသောင်းနဲ့ပေးလို့မရတော့ဘူးအတိုးတထောင်ပို့ပို့ပြီးများလာပြီပေါ့ဘာဖြစ်လို့လဲဆိုတော့ပထမနှစ်မှာမပေးခဲ့တဲ့အတိုးဒီဘယ်ထက်ရောက်သွားပြီတော့အရင်နဲ့ရောက်သွားပြီဟုတ်ပြီနော်အဲ့လိုပဲကျွန်တော်ဒုတိယနှစ်ကိုပဲဒုတိယနှစ်မှာလည်းကျွန်တော်အတိုးမပေးနိုင်ဘူးဆိုပါဆို ဒါဆိုတတိယနှစ်အတွက်အတိုးထွက်တဲ့အချိန်ကြတော့တသိန်းပေါ်အခြေခံတော့တာလည်းမဟုတ်တော့ဘူးတသိန်းတသောင်းပေါ်အခြေခံတော့တာလည်းမဟုတ်တော့ဘူးဘာဖြစ်လို့လဲမူလရှိတာကတသိန်းတသောင်းဒုတိယနှစ်ကအဆမှရှိတာတသိန်းတသောင်းအဲ့တော့ဒုတိယနှစ်အတွက်တိုးကတသောင်းနဲ့တထောင်ဒါဆိုရင်အဲ့ဒါလည်းမပေးဘူးဆိုရင်ကျွန်တော်နှစ်ခုပေါင်းပြီးတတိယနှစ်အတွက်ကျတော့ကျွန်တော်အတိုးထွက်တဲ့အချိန်ကြတော့ဘလောက်ပေါ်မူလီတော့မှာတော့ဆိုတော့တသိန်းတသောင်းရဲ့တသောင်းတထောင်ရဲ့ဆိုတော့တသိန်းနှစ်သောင်းတထောင်ပေါ်မှာမူတည်ပြီးကျွန်တော်အတိုးကောက်တော့မှာဒါဆိုရင်တစ်ဆက်ရာခိုင်နှုန်းဖြတ်တဲ့အတွက်ကြောင့်ဘလောက်ပေးရမှာတော့ဆိုရင်တသောင်းနှစ်ထောင်နဲ့တရာကျွန်တော်ပေးရတော့မယ် တော့ပေါ့လားမသိဘူးအဲ့တော့အတိုးမပေးလေအဲ့အတိုးဒီအရင်နဲ့သွားပေါင်းပြီးတော့နောက်တစ်ခါအတိုးပြန်တွက်အတိုးမပေးလေအဲ့အတိုးနဲ့အရင်နဲ့ပေါင်းပြီးတော့နောက်တစ်ခါပြန်တွက်အဲ့တော့အတိုးအတိုးပေါ်အတိုးစိမ့်အတိုးပေါ်အတိုးအတိုးစိမ့်နေဆိုတာအဲ့ဇာတ်ကားကိုပြောတာပေါ့ compound interest ကိုပြောတာပေါ့အဲ့တော့အတိုးမပေးနိုင်လေအဲ့အတိုးနဲ့အရင်နဲ့ပြန်ပေါင်းအတိုးအတိုးတစ်ခါအဲ့ဒါကိုပြန်ပြီးအတိုးတစ်ခါပြန်ပေးရတဖြည်းဖြည်းနဲ့အတိုးကဘာလို့ပို့ပို့ပြီးတော့များလာတယ်ပြီးတော့ပေးရမယ့်ပမာဏကလည်းပို့ပို့ပြီးတော့များလာတယ်အဲ့ဒါမျိုးကိုကျွန်တော်တို့ဘာလို့ခေါ်ရတော့ compound interest လို့ခေါ်တာပါ ကျွန်တော်တော့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 ပဲကျွန်တော်ရှင်းပြပါမယ်အများကြီးတော့မရှင်းပြတော့ပါဘူးအချိန်တွေအရင်ကြာနေမှဆိုလို့ပေါ့နော်စိတ်ဝင်စားတဲ့ကလေးတွေ YouTube မှာလည်းတော့ကြည့်လို့ရပါတယ် compound interest ဆိုတာဖားလဲ YouTube ချက် YouTube ချက်မှာကျွန်တော်တို့ internet ချက်မှာပေါ့နော်ကျန်တဲ့လောက်သိကျင်တာကိုကျန်တဲ့လောက်လေ့လာကြည့်လို့ရပါတယ်ပေါ့နော်ထပ်ပြီးလေ့လာကြည့်လိုက်ပေါ့နော်တကယ်လို့နားမလည်ရင်တော့ကျွန်တော်တစ်ချက်ပြန်လာပြောပေါ့နော်ကျွန်တော်ပြီးတဲ့အလေးအသေးစိတ်လေးကျွန်တော်ထပ်ပြီးတော့ရေးပြီးတော့ရိုက်ပြပါမယ်နော် โอเคအဲ့တော့ထားပါအဲ့တော့ compound interest အတွက်ကျွန်တော်တို့ formula ဘာသုံးမလို့ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ဒီ formula လေးထည့်လိုက်မယ်เนาะအဲ့တော့ compound interest အတွက်ဆိုရင်ကျွန်တော်တို့ဘယ် formula သုံးမလဲဆိုရင်ကျွန်တော်ဒီ formula သုံးလို့ရပါတယ်เนาะအဲ့တော့ formula ကဘာလဲဆိုတော့1 plus oh sorry a to p multiply 1 plus r power r over 100 the whole power n oh sorry ဒီ formula အသိမပြည့်စုံเนาะဒီ formula အသိမပြည့်စုံခဏလေး ျွန်တော်ဒီ formula မသုံးရင်ပြည့်စုံတဲ့ formula ကိုသုံးမယ်ခဏလေးနော်နောက်တစ်တစ်ခုရှိမလားမသိဘူးအဲကျွန်တော်မစေ့ထားမိဘူးโอเคအဲ့တော့ကျွန်တော်ပါကျွန်တော်ပဲရေးလိုက်တော့မယ်နော်အဲ့တော့ဒီ formula ကိုကျွန်တော်မသုံးဘူး sorry ဒီ formula တိတ်တဘောမကြအောင်နော်သူကအပြည့်စုံမပါလို့ပေါ့နော်ဟွန်းအဲ့တော့အဲကျွန်တော်ဘာသုံးကျင်လဲဆိုတော့ formula က a e equal to နော် p နဲ့တော့ဆင်ပါတယ်1 plus r power n over nt ဆိုတဲ့ formula ကိုသုံးမယ်နော်အဲ့ဒီမှာတစ်ခုချင်းကျွန်တော်ပြောမယ် term တစ်ခုချင်းစီ a ရပါတော့ a ကကျတော့မှတ်ထားပါစုစုပေါင်း function တန်ဖိုးပေါ့စုစုပေါင်းပေးရမယ်အတိုးအရင်းပေါင်းတန်ဖိုးအတိုးအရင်းပေါင်းတန်ဖိုးအားလုံးပေါင်းတဲ့တန်ဖိုး ဟုတ်ပြီနော်တစောပြောတယ်ကျွန်တော်တသိန်းချီးတဲ့အခါမှာဆိုတော့ဥမာကျွန်တော်ပြီးမှအဲ့ဥမာနဲ့ပြန်တော့ပြမယ်နော်အဲ့တော့တသိန်းချီးတဲ့အချိန်မှာဟာလာအဲသုံးနှစ်ကြာတယ်ဆိုပါတော့သုံးနှစ်ကြာပြီးတဲ့အချိန်မှာစုစုပေါင်းပြန်ပေးရမယ်ပတ်စံပေါ့နော်ဒါစုစုပေါင်းအတိုးရောရင်းရောပါပြီးသားတန်ဖိုးကိုဘာလို့ခေါ်တော့ကျွန်တော်တို့ A လို့ခေါ်တယ်နော်အဲ့တော့ A ကိုကျွန်တော်တို့ final amount လို့မှတ်ထားလို့ရတယ်ပေါ့နော် P ကတော့ကျွန်တော်တို့ဘာလို့ဆိုတော့ principal လို့ပြောလဲရတယ် loan လို့ပြောလဲရတယ်နော် investment လို့ပြောလဲရတယ် saving လို့ပြောလဲရတယ်အတိအပြည့်အရင်းပမာဏပေါ့နော်အရင်းပမာဏက P ပါ ဟုတ်ပြီအာကဘာလဲဆိုတော့တည်ပြီးသားပါအတိုးနှုံဒါပေမဲ့အဲ့အတိုးနှုံတွေကျွန်တော်တို့ဘာနဲ့ဖြစ်ကြမလဲဆိုတော့ဒက်စီမဲနဲ့ဖြစ်ကြမှာပဲနော်ဒက်စီမဲဖောင်နဲ့ဖြစ်ကြမှာနော်ဒက်စီမဲနဲ့ပါဆန်နဲ့ပို့လို့မရဘူးအဲ့တော့ဒက်စီမဲဖြစ်ကြမှာဖြစ်နေပါဆန်နဲ့ပေးထားတယ်ဆိုရင်အဲ့ပါဆန်ကိုဒက်စီမဲပြောင်းပါတော့တရားနဲ့စားပါတော့အန်ကကြတော့ကျွန်တော်တို့ကဘာလို့ဆိုတော့ number ဆော့ဘယ်လိုပြောလဲ number ဆော့ quarter လို့ပြောလို့ရတယ် number ဆော့ period ပေါ့နော် number ဆော့ period လို့ကျွန်တော်ပြောမယ်အဲ့ဒါပြီးမှကျွန်တော်ရှင်းပြမယ်နော် number ဆော့ period အဲဟုတ်ပြီ T ကတော့တိပါတယ် T ကတော့ဖြစ်မှာတော့ကြာချိန်ပေါ့နော်ဘယ်နဲ့တက်ဆိုကျွန်တော်ပြောသလိုကျွန်တော်တန်ငယ်ကြီးကြီးကျွန်တော်ကြီး3နှစ်ကြာတယ်ဆိုရင်အဲ့ဒါ3နှစ်က T က3နှစ်ပေါ့နော် T တန်းဘောက3အဲ့တော့ N ကတော့ဒီဘောက N ကလည်းတူတူပဲနော် number of period အဲ့တော့ number of period ကတကယ်လို့မေးခွန်းမှာပေးထားတယ်ပေါ့ကျွန်တော်တို့ကဟုတ်ပြီဆောစောပြောတယ်ကျွန်တော်တို့ကပါတော့ compound interest တွေ့မယ်ပတ်စံပေးရအတိုးတက်တဲ့ပမာဏပေါ့နော်အတိုးတက်တာဘယ်လောက်ချားတက်ခါဘယ်လောက်ချားတက်ခါတော့တာလဲပေါ့တနစ်ချားတက်ခါတော့တယ်ဆိုရင်တနစ်ချားတက်ခါတနစ်ချားတက်ခါ annually လို့ပြောတယ်ဆိုရင်တော့ and time ဘူးဒီဘယ်လောက်တော့1ပဲပေါ့ တကယ်လို့သူက quarter လीเนาะ QUAR quarter quarter လीเนาะ quarter လी QUAR တီတီအားလုံးထားပါတော့ဆောင်းလုံးပါတော့ကျွန်တော်မှတ်မယ် quarter လीပေါ့เนาะအဲ့တော့ quarter လीလို့ပြောရင်တနေ့ကို၄ချိန်အတိုးပေါင်းလည်းဖြစ်သွားပြီအဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါမျိုးဆိုရင် quarter လို့ပြောရဲဆိုရင် end mode ဒီကျွန်တော်တို့4ထည့်ရပါမယ်ဟုတ်ပြီเนาะ mentally လို့ပြောရဲဆိုရင်တော့တနေ့ကို7လဖြစ်တာဖြစ်တဲ့ကြောင့် end မှာကျွန်တော်တွဲထည့်ရပါမယ်ဟုတ်ပြီတကယ်လို့သူက and a half ပေါ့နော်တဝက်လို့ပြောရဲဆိုရင်တော့တနည်းကဲဟာနှစ်ဝက်ကိုတခါနှစ်ဝက်ကိုတခါအတူပေါင်းနေဆိုရင်တော့အဲ့နေရာမှာကျွန်တော်ပါထည့်မယ်လို့2ထည့်ပါမယ် တနစ်ကိုနှစ်ခါရှိတာ6လတခါ6လတခါဆိုရင်နှစ်ခါပေါ့ဟုတ်ပြီနော်အဲ့တော့ NMO ကတော့တနေ့တတိထားပါပုံမှန်အဖြစ်ဆိုရင်တော့ NMO ကတော့ကျွန်တော်နှစ်အလိုက်ပဲဆိုရင်တော့ annually ဆိုရင်တော့1ထက်မယ်နော်အဲ့တော့တနစ်ကိုဘယ်နှပိုင်းပိုင်းတာလဲပေါ့နော်တနစ်ကို၄ပိုင်းပိုင်းနေဆိုရင်၄ထက်မယ်၃ပိုင်းပိုင်းနေဆိုရင်၃ထက်မယ်၂ပိုင်းပိုင်းနေဆိုရင်၂ထက်မယ်ပေါ့၁၂ပိုင်းပိုင်းနေဆိုရင်၁၂ထက်မယ်ပေါ့ NMO ကကြတော့ T ကတော့ကျွန်တော်တို့ချီးတဲ့စုစုပေါင်းကြာချင်းပေါ့โอเคတက်လောက်ဆွေးရမယ်လို့ပြောလဲပါတယ်နော်အဲ့ဆိုရင် iPhone ကို iPhone ထားပြီးရဆိုရင်ကျွန်တော်တို့ကဒီကောင်တော့လို့ရပြီနော်အဲ့တော့ဒီမှာဆိုရင်သူကဘယ်လောက်ချီးတော့စုစုပေါင်းပတ်စံတထောင်ချီးတယ် တထောင်ချီရဲ့အချိန်မှာပေးရတာကပါတော့အတူကဘယ်လောက်ရခိုင်နှုန်းတော့300ခိုင်နှုန်းဘယ်နှစ်နှစ်ကြာတဲ့အခါမှာတော့10နှစ်ကြာတဲ့အခါမှာရှိတဲ့စုစုပေါင်း value ကိုမေးရတော့ following expert get the value of the account လို့ပြောတာဖြစ်တဲ့ကြောင့်နောက်ဆုံးအတူအရင်ပေါင်းကိုမေးတာနော် a တန်ဘိုးကိုမေးတာပေါ့ဒါဆိုကျွန်တော် a တန်ဘိုးကိုလိုချင်တဲ့ဆိုကျွန်တော် formula ဆိုတာပြောတဲ့ formula ဒီမှာဖြစ်မှာတော့ a equal to ဟုတ်လား a equal to ဘာကိုသုံးမလို့ p multiply 1 r power n over nt ပေါ့ဒီမှာသူကဘာမှမပြောတာတော့သူကဘာလို့ပြောတာတော့ compound တက်ဘာလို့ပြောတာတော့ annually လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ n တန်ဘာလို့ယူလို့ရတော့1လို့ယူလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် p နေရာ p တန်ဘောဘယ်လောက်တော့ p တန်ဘောကဒီမှာဒေါ်လာ1000ဆိုတော့1000ထည့်မယ်အဲ1 plus r တန်ဘောဒီဘယ်လောက်ရှိတုံးဆိုရင်3%ဆိုတော့ကျွန်တော်တသမာပြောင်းတော့ဘယ်လောက်ပြင်မလို့0.03 annually လို့ပြောထားဖြစ်တဲ့အတွက်ကြောင့် annually လို့ပြောထားဖြစ်တဲ့အတွက် n တန်ဘောက1 t တန်ဘောကဘယ်နှစ်နှစ်တုံး10နှစ်10နှစ်10နှစ်နှစ်တော့ ော့ဘယ်လောက်ပဲတော့10ပဲပေါ့နော်ဒါကြောင့်မတော်ရှင်းလာရင်တော့ဘယ်လောက်ရမှာတော့တထောင်အမြောက်1.00 1.03နော် the whole power ဘာလို့ပြောမလို့10ပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့အဖြေဒီနံပါတ်ဘယ်လောက်ရမှာလို့နံပါတ် D ရပါလေပေါ့เนาะ Okay ဒါလေးရမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်နော်အဲ့တော့တခြားသတိထားမှာကအာကိုကျွန်တော်ဘာနဲ့ထည့်ရမှာလဲပါဆန့်နဲ့မထည့်ရပါဘူးတသမနဲ့ထည့်ရပါပဲဒီ formula သုံးမယ်ဆိုရင်ဒါကစုစုပေါင်းအရင်းပမာဏကိုမေးလို့ပေါ့စုစုပေါင်းအတိုးအရင်းပမာဏအတိုးအရင်းကိုပေါင်းလို့ရတဲ့အဖြေကိုမေးလို့ပေါ့နော်တကယ်လို့ तू ကအတိုးကြီးပဲဘယ်လောက်ပေးရမလဲလို့သိချင်နေဆိုရင်တော့ကျွန်တော်ဘာလုပ်မလို့ဒါကအတိုးအရင်းပေါင်းဖြစ်တဲ့အတွက်ကြောင့်ဒီထည့်ရနေပြီကျွန်တော်ဘာလို့ပြန်နှုတ်ပေးမလို့တထောင်ကိုပြန်နှုတ်ပေးပေါ့နော်သူရဲ့မူလရှိတဲ့ အရင်ပမာဏကိုပြန်နှုတ်ပေးတယ်ဆိုရင်တော့အတိုးအသီးတန်ရပါလိမ့်မယ်နော်တကယ်လို့အတိုးအသီးတန်ပဲလိုချင်တယ်ဆိုရင်တော့ဒီထည့်ကနေတော့ကဘာထည့်ပေးလို့တထောင်အနှုတ်တထောင်ဆိုတာထပ်ထည့်ပေးလိုက်ပေါ့နော်โอเคအဲ့တော့စိတ်ဝင်စားရင်တော့ကျွန်တော်တို့ဒီအများကြီးလိုက်တော့ကြည့်လို့ရပါတယ်နော် compound interest problem ဆိုပြီးတော့ရှာကြည့်လိုက်ပေါ့ဗျာနော်အဲ့တော့ပုံအင်ဇမေဒီအများကြီးထွက်လာပါလိမ့်မယ်ဆောစောကျွန်တော်ပြောတဲ့ formula ကိုပဲသုံးပြီးပါလို့လို့ရတော့တွက်လို့ရပါတယ်နော်โอเค အဲ့တော့နောက်တစ်ခုကကျတော့ဒီမှာလည်းပါသေးတယ်နော်အဲ့တော့ဒီမှာသူ့ရဲ့ initial deposits ပေါ့နော်ဟလာပထမဆုံးဘဏ်မှာပတ်သက်သွားထည့်တာဆိုတော့ဒါဒီအရင်ပမာဏဒါ P ဖြစ်မယ်အဲ5%ဆိုတော့ဒါဘာဖြစ်မလဲတော့5%ဆိုတော့ Adambo ဖြစ်မယ် EC ကတစ်နှစ်ချင်းလို့ပြောတာဖြစ်တယ်ကြောင့်ဒါ Adambo ကဘယ်လောက်တော့1ပဲနော်အော် sorry ဒီမှာပါပြတာတော့ compound debt ဘာလို့ပြောတော့ semi annually semi annually ဆိုတာနှစ်ဝက်နှစ်ဝက်လို့ပြောတာဖြစ်တယ်အဲ့တော့ တစ်နှစ်မှာနှစ်ဝက်နှစ်ခါရှိတာဖြစ်တတ်တယ်ကြောင့်ဒါ n number 1မဟုတ်တော့ဘူးเนาะ n number 2ထည့်ပါမယ် n ပြီးတော့ဗာမေးရတော့မေးတာလေ total dollar စုစုပေါင်း8တန်ဖို့ကိုမေးတာပဲเนาะ after t year เนาะ okay ဒါဆိုကျွန်တော် solve formula အစားတလိုက်ရပြီ a equal to p နေရာမှာကျွန်တော်ဗာထည့်မယ်လို့ p နေရာမှာ400 1 plus r နေရာမှာ5%ဆိုတော့0.05ပြီးတော့သူက annual semi annual လို့ပြောတာဖြစ်တော့ကြာ n number က2 the whole power nt ဆိုတော့ n နေရာမှာ2 t ကတော့ t ပဲဒါဆိုကျွန်တော်တို့ရဲ့အဖြေဒီဒါရလိမ့်မယ် ဒါဆိုရင်ကျွန်တော်ပါရမလို့400အပေါ်1 plus 0.05ကိုနှစ်နဲ့စားတော့0.025ဆိုတော့1 plus 025ပေါ့နော်โอเค the whole power 2t ပေါ့နော်အဲ့တော့ဒီကောင်နဲ့တူတာရှိသလားအရှိတာပေါ့နံပါတ် d ပါပဲနော်ဟုတ်လားနော်နံပါတ် d ပဲပေါ့နော်အဖြေကโอเคပါအော်ဒီမှာတော့ formula တော့ပေးထားတယ်ကျွန်တော် formula မမြင်လို့နော်โอเคဒါဆိုရင်ဒီကောင်အဖြေကလည်းဘယ်လောက်ပဲတော့နံပါတ် D ပါပဲနော်โอเคရမယ်လို့မျှော်လင့်ပါတယ် ်နောက်တစ်ခုကကြတော့ကျွန်တော်တို့อืมဘာရှိရုံမလို့အဲဒီမှာနောက်တစ်ခုထားတယ်ဟုတ်ပြီဒီမှာ problem လေးအများကြီးပဲเนาะဒီမှာဆိုတော့သူ့ရဲ့ original original အမောက်ပေးထားတယ်ပီတန်မိုးပေးထားတယ်ပေါ့เนาะအရင်မှမနာပေးထားတယ်5%เนาะပါရီယာအော်ဒီမှာကျတော့ဘာလို့ပြောတော့ simple interest လို့ပြောတယ်เนาะ simple interest လို့ပြောမယ်เนาะ simple interest เนาะ5%ပါရီယာ which are the following total amount the investor will get after the year တော့ simple interest ပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာလဲပြောမယ်လို့အရင်ဆုံးကျွန်တော် auto မနာကိုတက်မယ် r equal ဒီမှာလည်းတက်မယ်လို့ PRD နဲ့တွက်မယ်။ P တန်ဘိုးဒီဘယ်လောက်တော့2000နော်။ R တန်ဘိုးကဘယ်လောက်တော့ R တန်ဘိုးက5%နော်။အဲ့ဒါ5%ဆိုတော့ကျွန်တော်တို့ဒသမပြောင်းတော့ဘယ်လောက်ပြမလို့0.05နော်။အမ်ပြီးတော့တီတန်ဘိုးကဘာလို့တီရရပဲဒါပဲဒါဆိုကျွန်တော်ဒီနှစ်ခုကိုမြှောက်ရင်တတိယထားလိုက်မမြှောက်သေးဘူးကြတိယထားလိုက်မယ်နော်โอเคအဲ့တော့သူကအတူအရင်ပေါင်းလို့မေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာလဲတော့မလို့ i i နဲ့ p နဲ့ပြန်ပေါင်းပေးရမယ်နော် i နဲ့ဘာနဲ့ပေါင်းမလို့ p နဲ့ပြန်ပေါင်းမယ် i တန်ဘိုးက အမြောက်0.05 d ပြီးတော့ p တန်ဘိုးကဘယ်လောက်ပဲတော့2000ပဲဒါဆိုကျွန်တော်ဘာပုံထုတ်လို့ရလဲဆိုတော့2000ကိုကျွန်တော်ပုံထုတ်လို့ရတယ်နော်သူကပုံထုတ်တဲ့ပုံစံနဲ့ပြေးထားတာမလို့နော်2000ကိုပုံထုတ်ရင်အရှိမကျန်တာက0.05 d 1ပေါ့နော်ဒါဆိုကျွန်တော်အဖြေဒီဒီကောင်းနဲ့နည်းနည်းစင်တာဆိုရင်အဲဘာရှိမလို့1 0.05 d ဆိုတော့အော်ဒါလည်းအဖြေဘယ်လောက်ပဲတော့နှစ်ဘက် d ပဲပေါ့နော်အတူအရင်ပေါင်းက d ပဲပေါ့โอเค ဒါကတော့ simple interest ပါเนาะအဲ့တော့ simple interest ကတော့ကလေးတွေတည်ပြီးသားနေမှာပေါ့နော် simple interest က i equal to prd ဒါကအတိုးတိတက်တော့တာเนาะအဲ့တော့အတိုးအရင်းပေါင်းကိုလိုချင်တယ်ဆိုရင် i နဲ့ p နဲ့ပြန်ပေါင်းပေးရမယ်ပေါ့နော်ပြီးတော့သူလိုချင်တဲ့ပုံစံနဲ့တူအောင်လို့ကျွန်တော်တို့မရှင်းတော့ဘူးเนาะမရှင်းမဲ့လည်းကျွန်တော်ပုံထုတ်လိုက်တာပေါ့နော်ဒီတိုင်းလေးရမယ်ပေါ့နော် okay ဒါဆိုရင်ဒီလောက်အထိကျွန်တော်ခဏလေးရက်ထားတယ်ပြီးတော့တော်တော်ရှည်သွားပြီဖြစ်တဲ့အတွက်ကြောင့်เนาะနောက်တစ်နေ့မှာကျွန်တော်တို့ဆက်ပြီးတော့ part 5ပေါ့နော်ပြန်တွေ့ကြမယ်เนาะအဲ့မဟုတ်ဘတ်ဖိုးပေါ့နော်ဒီခုမှဘတ်တရီပဲရှိသေးတာဆိုတော့ဟုတ်အားလုံးပဲစီးပြီပါနော်ဗီဗီအန်လေးခန့်ကြည့်ပြီးပေါ့မေးမနေကြပါနဲ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ